ခင်ခင်ထူးရဲ့မိုင်ကန်ဆိုတဲ့ဝတ္ထုကိုအပိုင်းဆက်ရှင်နေနဲ့ဖျက်ပြပြီးမှဖြစ်ပါတယ်ရှင်။ကြားလိုက်တာမိုင်ကန်ရဲ့ငါဖြင့်လူကြည့်ရတာနဲ့ဆက်လေလာပြီ။နောက်များတော့တန်ပါ။ဒါမျိုးများတော့တော်ပါပြီအေး။ညှိတယ်လာတဲ့ဆက်ထုတ်ပဲကြေးဦးရဲ့။ gain ကြွားကြစို့။နေစမ်းမအောင်တချင်းရလဲဆိုလိုက်ရတာလူတွေ့တာကဟုတ်ရလား။ငါအလကားနေဆိုပါမလားအေးတဲနာစီတော့လူမလာပါဘူးမတန်ခင်တော့အခွက်ဘက်မှာနွားစာရိတ်တဲ့သူတွေရှိတဲ့တဲ့ ဘသူမှတော့ရိတ်မိကြပုံမရပါဘူးစိတ်ပူလိုက်တာကြီးညိနေနှစ်ယောက်သားထွက်လာခဲ့ကြသည် လမ်းမှာဒီကနေ့ကြုံရပုံနဲ့ပြောကြရင်ခုခုခေခေကြည်ကြီးကြရပါမယင်ကံကတော့ယင်ခုမပြောင်းသေးအဖေတို့မေတို့သားတည်လိုက်လို့အရောနောက်များဘယ်တော့မှခြံဝိုင်းတိုက်ထဲကလွတ်မှာမဟုတ်အခုအတွက်စွန့်စားရတော့လေဒီနှုတ်မျိုးနောင်ဘယ်တော့ခါမှမလုံတော့လို့လေမယင်ကံတွေးခဲပါ යි ကျေးဦးကမထင်သောစကားကိုဆိုပြန်လို့နှွေးနဲ့ဖင်အားပန်းသည်။ငါကြီးတော်မှတ်ပန်းရုံမပူတော်။တားအောင်မကြီးတော်ဆန်ရွှေကိုပူတား။ဒီမိမကြီးကသူ့သားတွေနဲ့ပတ်သိမ်းဘသူမှမျက်နှာထောက်တာမဟုတ်ဘူး။မဟင်ကံကိုပြောခံရမှာပဲစိုးတာ။မဟင်ကံတော့ဝိုင်းတိုက်ထဲရောက်တော့အမေပန်းရုံတော့ပင်မျောနေကြပြီ။မဟင်ကံကိုယုံကြည်တော့မေပန်းရုံကဘာမှတော့မပြောရှာပါ။ကြာတာတော့ကြာခဲ့ဒီမဟုတ်လား။မလာအောင်ကတော့ခြေဥကိုပြစ်တာပြစ်တာလုပ်သည်။ ညီတော့နှချေတင်နဲ့များကြာရော်လာလို့နားစံကထူးထူးထွက်သွားလိုက်ကြတာစက်တန်စီမင်းရှိတဲ့တော်ကိုတောနှုတ်တို့တွားရတယ်လို့ဖြစ်နေပြီတညွန့်ချင်းစစ်စစ်ပပဆက်ရတာတွေးလာအောင်ရဲ့ကွင်းထဲရောက်တော့ခင်းနေပဲလေကြည်ရသေးတာစိတ်ဘူးလို့ပြော့ရတာအိကင်ပေးစမ်းချင်းဆက်ကလေးချက်ပြီးပဲ့ရီဘွားလေးနဲ့ဖတ်ရအောင်ညီပဲတကြီးတော့အကြိုက်ပေါ့ဤမေပန်းရုံကိုမြင်တော့မယင်ကန်ပူရွေးပင်ဝမ်းနဲ့မြည်ရပါ යි မေပန်းရုံကမယင်ကန်ကိုယုံကြည်သလားအားလဲကိုသည် အဲ့လုပ်ငန်းဆောင်တာတွေကိုလွှဲပေးနေပြီအသက်ကလေးလည်းအရာရှာပြီတကြီးတော့ဆိုတော့လဲစီစီပူပူမရှိဘသူကမှမောင်မောင်မမမရှိ သူကအိမ်တော်ရှင်ရွာသူတွေလိုသာနေထိုင်ကြင်ကြံပြောဆိုသူဖြစ်ပိုင်းမဟင်ကံမှာအမြင်မတိရလောက်ခဲမိတဲ့အတွက်ပြည့်ရှိသလိုခံစားလာရသည်တောင်နှစ်တွေ့ခဲ့ပုံကိုပြောမဖြစ်တော့လဲအကိုမောင်မြတ်သားပြီးလာတော့စာချောင်းကိုတော့အခါတင်လင်းပြောဖို့စိတ်ကူးလိုက်သည်ကိုင်ကိုင်ရီမို့ချိုတာ ကျေဦးညီအိမ်ခဏပြန်ချင်းပြန်ဦးလေမောင်မလာခဲ့ဒီကြမှာထမင်းစာမပြန်တော့ဦးတော်ကြီးမဲ့အိမ်ကန်နေကျေဦးအေးအေးညီတော်ပါမဲ့အိမ်ကန်နေကျေဦးရည်ရင်းကုန်းပတ်စီထွက်လာခဲ့ကြသည်ရည်ရင်းကုန်းဆက်မှာပေါင်နေသောကန်ကောပင်ကြီးအဖူရေစီနေပြီမဲ့အိမ်ကန်ကတော့အရွယ်တီတီချွတ်ချွန်ကလေးတွေကြားကပွင့်လာတတ်သည့်ကန်ကောပင်ကလေးတွေကိုပဲမျောနေမိတော်သည် ကျောင်းချမ်းကုန်းဖုန်ကြီးကျောင်းမင်းကတပင်းရိမ်မှာဆရာတော်ကကလတ်ထိုင်းလုံးဖြင့်တိုင်းကတော်တလင်းလာဘူတန်ကိုရှောင်လဲရှိကျောင်းပေါ်မှာမနေနိုင်တဲ့ဖြင့်အောက်သူစင်းကတရင်တုံနေခြင်းဖြစ်သည်ထိုစင်းမှာပြီကြည်တော်ငုံရွာကဆရာလေးကိုတောက်ထဲကျောင်းဝင်းတွင်ဝင်လာကဆရာတော်ချင်းမှာပြဝင်ရင်ဝေပြေးသည်ညို့ဝါတရင်စာဟောင်းတွင်လူကျုံပလိုက်လို့လာလူလာပါဗျာပြင်တစ်ဘက်တစ်ထည်ဖြင့်ပတ်ယူလာသောတရင်စာဟောင်းထုတ်ကြီးကိုဆရာတော်လက်ရောက်ကဲလိုက်သည် ဲနဲ့တော့တကတောက်ထင်းရဲ့ကြောင်ဖွင့်ရတာအစင်ချော့ရဲ့လားကလေးတွေကြောင်တက်ကြရဲ့လားကွတိုင်းရည်ပြည်ကြောင်ထင်းပါတယ်ဗျာကြောင်သားဦးကြီးကထင်းတလို့မရှိပါဗျာအပြည့်တော်တို့လည်းမြင်းချံကလူကြီးတွေလူဒီလိုဖြစ်နေတာတော့ပြောထားပြီးပါပြီဖြီးတလို့နဲ့ဖွင့်ပါဆိုနေတော့အပြည့်တော်ကလည်းဖွင့်ရတာပါပဲဗျာတရင်းစားဟောင်းလေးတွေလာဖို့တာတော့ဝမ်းတာတကွဒါတဲ့အချင်းကြီးအကျိုးကြောင့်ဘဲနဲ့အကြောင်းဘဲနဲ့ရှိတဲ့တော့တကရဲ့ ခင်တောင်းထိန်ကဒီနှစ်ထဲမှာပြည်ပြသမျှအကြောင်းအရာလေးရှင်းထားသည်ဥရောပနိုင်ငံတွေပတ်စီမှာကမ္ဘာစစ်ဖြစ်နေကြောင်းဂျာမန်တွေကပိုလန်ကိုဝင်ရောက်တိုက်ခိုက်ရကဒုတိယကမ္ဘာစစ်မီထားတောင်းနေပြီဖြစ်ကြောင်းမြန်မာပြည်မှာလည်းအလို့သမားတွေလည်းသမားတွေတက်စခန်းထားကြကနိုင်ငံရင်းရအင်္ဂလိပ်ကိုအခြေပြတ်အောင်နေနေကြကြောင်းမန္တလေးမြို့သူမြို့သားတသိန်းကျော် စုယုံချစ်တဲ့သူကိုအင်္ဂလိပ်စစ်ပလေကပြစ်ခတ်ကြောင်းနေပိုင်း No ဥရောပမှာစစ်မီထားတောင်းနေပြီဆိုတော့ ဥရောပဆိုတာဘယ်စီမှာတော့ကွတင်မဥရောပဆိုတာဝေးပါတယ်ဗျာပြီးတော့တို့ရဲ့အနောက်ဘက်စီပင်လယ်ချားနေတဲ့အရက်ပါပဲဗျာအခုအင်္ဂလိပ်တွေကလည်းဥရောပတွေကတနိုင်ငံမှာပဲဥရောပဆိုတာထဲမှာပြင်သစ်တို့ဂျာမနီတို့လည်းပါပါတယ်ဗျာတို့ရွာတွေဘက်စီကိုရောက်လာနိုင်သလားအကြောင်းဆက်ဆက်ရင်တော့စစ်ဆိုတာဝေးတယ်နီးတယ်မဟုတ်တော့ပါဗျာရောက်လာနိုင်ဖို့တော့များနေပါပြီอืมမကောင်းသူထိတ်ကောင်းသူထိတ်ပေါ့လေ ဆရာတော်ကတတ်တော်ရလာပြီဆိုတော့လေတိုင်းရင်ပြေမှာစိတ်အားထက်သန်တော်မူရှာသည်တိတံတလောက်လည်းတိတော်မူပိုင်းသို့တော်တရားဓမ္မနှင့်ပြောမွေးရသူတည်းဖို့တရားဓမ္မကိုသာလက်ခံထားရသည်မတရားမှုအဓမ္မကိုမကြိုက်တာတမာပါကြပါ යි တပည့်တော်ကိုပြန်ခွင့်ပြုပါအောင်ဖေဟာအိုးတခါကလေညံလာကြည်လားသမင်းကလေးပါလေစသွားအောင်ပါဗောမစားတော့ပါဘူးဗျာတပည့်တော်မအင်ကန်စီလဲဝင်ဆရာရှိသေးလို့ပါဗျာမအင်ကန် တင်မသခင်မြတ်သားကစကားကြုံပလိုက်လို့ပါဗျာ။ဩအင်းဟုတ်ပါပြီလေ။ဆရာတော်ကဝိဖြည့်ကဆရာလေးကိုထောက်တယ်၊ရွာလေကတကြီးအိမ်ဘက်ကိုရှောက်ခဲ့သည်။လမ်းမှာနွားဆိုင်ရေးပြန်လာတော့ကုဖုံးဝင်းနေပပင်းကြီးဆုံကြသည်။ရောဆရာလေးဖဲကြွမလို့တော့။ဩကုဖုံးဝင်းမဲ့အင်ကန်ရှိလား။မဲ့အင်ကန်တို့တော့ထဲမှာဝါကောက်နေကြတယ်။တကြီးတော်တော့ရှိရဲ့။ဩဟုတ်ပါပြီဗျာ။ဒါထမ်းမဲ့အင်ကန်တို့ဘဲခင်းဘက်စီဝါကောက်ကြတာတော့မဟုတ်ဗျာ။ ဲ့ဒီကြီးတော်ကုန်းဘက်ထွက်တက်လန်းပြီးကခူကန်ကွက်ဒီဘက်မှာပဲရှိလိမ့်မယ်။ကောင်းပါပြီ။ကဲကျွန်တော်ရွာပြင်နှုတ်ဆက်လိုက်ပါအောင်မယ်လေ။အိုးဗျာဆရာလေးကလည်းကြောင်ချမ်းကုန်းရောက်ခါမှာဘုံဆိုလှည့်ပြန်လို့ဖြစ်ပါမလား။အိတ်လိုက်ခဲ့ပါဦး။မြတ်ထုံကြီးထန်းကဒဇင်ခါတို့လဲဒေါင်းဒီမောင်းဒီကြီးပြောနေတော့ကိုပွန်ဝေကို တောင်းတော့မပန်နေပင်ဆရာလေးကိုတောက်ထိုင်ထွက်လာခဲ့ရိုင်း။မေကန်တို့ရွာတွေမှာတော့1300တခုနဲ့တော်တလင်းလာတဲ့ရာသီတိုင်းမိုးကောင်းကောင်းမရကြဘူး။ဝါရီတော့ရကြပါ යි ။ တပောင်းလာပဲဒီသိမ်းပြီးတဲ့ကမိုးကိုမျောနေကြတော့လေဟုတ်ဒီပတ်ဒီမရွာခင်နေရလဲဝဝကွယ်အောင်ပူလာသည်ပဲဟင်းကိုမြေလန်ကတင်ယုံလာတဲ့တုန်းကတဆွတ်ဆွတ်လိုက်တော့မိုးနေတူဝါကျဲခဲကြခြင်းပြီးဝါစဝါခေါင်ကြော်ခဲ့တော့လေမိုးကပစိုးတဆက်စာရတဲ့ဆူယုံလေးသာရွာသည်မိုးကောင်းချင်းမဟုတ်တော့လေဝါတော့ရတန်တလားရခဲ့ကြသည်ဆောင်ချန်းကုန်းဝါကောက်ပွဲကတော့ခါတိုင်းနှစ်တည်းလို့စီမြဲစီပါ යි ။ ဝါပင်မဝါဒီရသည်ဝါဒီထဲကအမြင်ထွေးတွေကိုဝါပေါခေါ်ကြကအစီထုတ်ပြီးသားဝါကိုတော့ဂွန်းဝါဂွန်းဂွန်းပေါခေါ်ကြပါသည်ဝါဟောတစ်ချိန်တည်းကောက်လို့မရတပြင်းထဲမှာပင်အောက်ကိုင်းများအတီးတီးနေကြတော့လေအပေါ်ကိုင်းနေမှာဖူးကြပွင့်ကြတော့လဲရှိတပိုင်းအတီးရင်လာလေအညိုရောင်တို့ပြောင်းသွားကအက်ကွဲလာသည်အက်ကွဲကြောင့်ထဲကဝါပေါတွေကန်ထွက်ဖို့ပြင်ကြလေပြီမိုးများတာကိုမကြိုက်သေးပင်တွေဆိုတော့လေမိုးတော့လိုတင်တလောင်လိုသည် မဟင်ကန်တို့ရက်ကတော့ဝါကလေးမျိုးအဆိုင်များကြသည်တော်တလင်းလာပူပူလောင်လောင်ဆိုတော့လဲဝါရော့ရွာသူတွေဝါကောက်ကြရတာကိုပင်ပြောကြရသည်ခေါင်းပေါင်းသူတွေကပေါင်းခမောက်ဆောင်သူကဆောင်ပြင်ကျန်းလက်ရှိရင်ကြည်ကြီးတဲ့ဝက်ကတနခါကိုပြစ်တူကြီးလိန်ထားကြရသည် ခုံဖနက်မီတိုစီထမိန်တူတူပေါင်းဝက်ပြီးဝါကင်းထဲတို့ကြရတာဆိုတော့နေဘူးဝါဘူးခံကြရသည်ရွာသူဝါကောက်သမများနီတို့မဟင်ကန်ပင်ဝါကင်းထဲရောက်နေခဲ့သည်ကိုခင်ကွာကိုဝါကောက်လိုက်သူတွေရှိတော့လဲ မယ်ဂန်ကိုယ်တိုင်ကကောက်ချင်လို့လိုက်ခြင်းဖြစ်ပါ යි မယ်ဂန်လိုပင်ခင်းရှင်ဖြစ်သောရွှေမော်လည်းတပတ်ခင်းမှာကိုယ်တိုင်ဝါကောင်းနေသည်မယ်ဂန်ရင်ဟောဒီမှာမှုံဝတ်တစ်ခေါက်ရှိတတော်လာစားလေအောင်ဟင်ရွှေမော်ကတပတ်ခင်းကနေလှမ်းရည်သည်မှုံဝတ်တစ်ခေါက်မှာဝတ်သားသုံးထပ်နေတူအောင်ထလျက်ဖောက်ထားသည်မုံနှင်းညိုနှစ်ထပ်ကြားမှာထလျက်မဖောက်သည်မုံနှင်းဖြူညက်ထားသည်မုံကျွဲတဲ့တစ်မျိုးဖြစ်သည်မုံဝတ်တစ်ခေါက်ကိုမုံဝတ်တစ်ခေါက်ခေါ်ခြင်းဖြစ်ဘာကားသမားများအစာပြေစားရင်တော်မုံနေ မာခင်းမင်းမာလီမန်းနေတဲ့ခင်းကအခန့်ကြတာတလေးဖြစ်သည်ညင်ရင်တွင်ခရမဲမဲကြီးတလုံးနှင့်ဆင်ခွက်ရင်တွင်တပကံလုံးလေးတွေလည်းခြားထားပေးတတ်သည်ဘေးမှာတောက်ရည်အိုကြီးတလုံးကိုလည်းအုံမုတ်တက်ပေးထားရပါ යි သူ့ခင်ကိုခင်ကမုံဒီလိုပဲစားကြသည်မနက်စောစောကြီးဝါခင်းနေရိုက်ပြန်တော့ကောက်လို့မကောင်းနေမြင်မှကောက်ကြရသည်ဒီတော့ကိုဟင်ကထမင်းကျန်းတဆုပ်တခဲစားကအလောက်ခွေမသိမ့်မချင်းခင်းရှင်တီတီတေးစားနေစားပြေရသည် ။ယင်းနေချမ်းကတော့ပြည့်ရသည်မရှိပါ။စားတော့ရွှေမုံရင်ငန်းပြအောင်လှုပ်လိုက်အောင်မယ်။ကျုပ်တို့အင်္ကာမို့လဲလာစားကြအောင်နော်။မလာအောင်တော့မလာသေးဘူး။ဖိတ်တာဖိတ်ရတာမုံကမရှိသေးဘူး။အေးရဲ့။မေကံကဝါခင်းတွင်လုံးကြောင်ပြောရင်သူစကားသူလည်းဤသည်အပြင်တန်းလေးငါတမ်းမဲ့ကြံသည်ကျေဦးကစုပီးသားကောက်ပြီးသားပါပေါတွေကိုချင်းကြတောင်ဖြင့်ထည့်ရွက်ကရိုင်ဘက်ပတ်ထားသောလက်စီကိုတော်တော်ပိုရသည်ချွေးကလေးတွေများဦးလုံး ကျေးဥတင်လာသည်များကိုဖိုတိုကလှဲပေါ်ကစီယူကလှဲရင်ထဲလောင်းရသည်ဖိုကူကတော့မိန်ကန်ပြီးမှယောက်ျားလေးဆိုတော့ဝါကောင်းမလိုက်ချင်းမိန်ကန်ကိုကြောက်လို့သာလိုက်ခင်ရသည်စိတ်ကညောင်ပင်အောက်ကရွေတူတဲ့ဒီတိုင်းနေတော့ကြီးတိုင်းရသည့်ပွဲကိုရောက်နေသည်အပြားနှစ်ဖက်တစောင်းစီဖြတ်ထားသည့်တထွာလောင်းရှိသည့်တုတ်ဆောင်လေးကိုတထောင်လောက်တုတ်ချောင်းပြင်ရိုက်နှက်ကစားရသောဒီကစားနည်းကိုမလာအောင်ကမကြိုက် မျက်လုံးမျက်စံမှန်မှာဆိုတော့ဖုန်ကူးကြီးတရရဲ့ကစားလေမလာအောင်ကကြောကောအောင်ထူတော်သည်ဖုန်ကူးမှာဟာကောက်တာကိုအစိမ်မြောက်တော့မှုန်ဖို့နောက်ကျနေတော့မအေးမလာအောင်ကိုမဲတော်သည်အမေကောက်ညင်ပါပါလေဘာကောက်တိန်မှာလာမယ်တူပါရဲ့ဗျာအမေတို့တိတ်နေတာဖုန်ကူးစကားကြအမေကန်ရင်မိသည်ဖုန်ကူးကကစားမတ်တော့ပါလာခတဲ့ကမတွက်ချင်း မာကောင်းချိန်ကလေးမှာလူအားကောင်းကောင်းနဲ့တွတ်တွတ်ကောက်ဆိုင်ရတာဆိုတော့ဖိုကူးလောက်အားကလေးလေလက်တိုးလက်တောင်းအစဉ်ပြေတာပါလို့မဟင်ကန်ကခေါ်လာခြင်းဖြစ်သည်ပြောပဲစီကကောက်ငင်ပေါင်းတောင်းကြီးရွက်လာတော့မလာအောင်ကိုမြင်တော့ဖိုကူးမမဟုတ်မဟင်ကန်လည်းဝန်သားသွားသည်မလာအောင်ပေါင်းသည့်ကောက်ငင်ပေါင်းကအနက်အပြောင်းကောင်းသည်ပဲလွန်စီပြောက်ထူထားသည့်ကောက်ငင်ဖိုဖေးကစီငွေးကလေးပြန်ကမှွေနေတတ်သည်ဖိုးကူကမင်းကိုပြေးကြရင်ဆွဲလာလုံလာလို့တော့မလာအောင်ပင်အတိမကြားချင်း အမလီဟဲ့နော်တောင်းရလူရောမှောက်ကြတော့မှာပဲတမနဲ့လုံးပေါင်လာတဲ့ကောက်ငင်းပါဝါခင်းနဲ့တွန်ချတယ်လို့ဖြစ်တော့မှာပဲဟဲ့ကောင်လေးဖိုးကူကမအေးကောင်ပေါ်ကကောက်ငင်းပေါင်းတောင်းကိုဆူဆွဲကြကခေါင်းဆုံးတင်ရင်ထန်လာခဲ့သည်ကောက်ငင်းပေါင်းတောင်းကိုလှန်လိုက်တော့ပိတ်ဖြူတန်တန်ခံကထဲလာသည်ကောက်ငင်းပေါင်းတွေကအငွေတထောင်ထောင်ဖိုးကူကတဆုံစာဖဖောက်လေးကိုယူကလက်ထဲမှာတစီစီစုပ်သည်ပါစက်ထဲသူ့လိုက်ချင်းနေမလာအောင်ကကောင်းကိုတောင်းနဲ့ခောက်လိုက်ချင်းမှာတပြိုင်တည်းဖြစ်သွားလို့ မအိမ်ကံမှာရည်လိုက်ရသည်ဖြစ်ချင်းစားပါစေမလှအောင်ရေဖိုးကူကမနဲ့လင်းကလေးကစားနေတာမအိမ်ကံတော့ပြန်လွှတ်တော့မလို့ပါဘာကိစ္စညောင်ပင်အောင်ကြည်တရရဲ့ဖို့လားမလို့ရပါအောင်တော့တက်လက်စုံတက်လက်စုံခိုင်းရမယ်ဟာငန့်လုံးလုံးခောက်တာမမကံဆက်ဦးဖြစ်စပြမစားရဘူးဆိုတာလက်ပြီးနဲ့နှိုက်လိုက်တာညာစိုးစိုးစက်စက်နဲ့တောင်းညင်ပါရောက်လာပြီဆိုတော့မအိမ်ကံကခင်းလုံးကြောင်တော်တော်ဒီမလာအောင်ကတေခရကြီးနေရင်းရိုးကြီးတော်ဆွဲလာခဲ့ရာ ယူနေဖမှန်ကလေးတောင်းနိုင်ကြပိုင်းလင်မန်းတသက်ထဲကိုကောက်ငင်းပေါင်းနေဖြန်းသည်နှမ်းထောင်းနှင့်စီပကံတသက်ပါသေးသည် ကိုခင်ထွက်ကိုစီစင်းနဲ့ကိုစီမံကြတော့လေတရေစာတွေကစုံလာသည်မဟင်ကန်ကရွှေမုံကိုလှမ်းခေါ်လိုက်သည်ဖြင့်ရွှေမုံတို့အတိုက်က၄၅၀၀ကုလာကြသည်မဟင်ကန်ပြီးမှပဲဝိုင်းထိုင်ကြ၏မဟင်ကန်ရဲ့သားတွေများမဲကုန်ပါမယ်ဘာခင်းနဲ့လိုက်လာရသလားအေး လွယ်တူတငယ်ချင်းမတယောက်ကမဟိကံကိုကြည့်ရင်ပြောလိုက်ခြင်းဖြစ်သည်မဟိကံကတော့ပြုံယုံသာတရွာလုံးကမိန်းမသားတွေကြီးစုရဝါခင်းတဲ့ကိုမဟိကံတမင်လိုက်လာခြင်းဖြစ်သည်ကျောပူကောင်းပူပင်ပန်းတချင်းရှိကြတော့လဲတဟေဟေတဟာဟာဖြင့်ဩကြဟေကြစားကြပြောင်ကြတာကိုမဟိကံပြောသည်ဝါဖက်ကလေးဖြူဖြူစင်စင်ရွှေလက်ကောင်းနေငင်းမြမြတ်နပန်ဒီရှင်ပန်းဒီစောကြီးဝင်တဲ့နှကယ်လေးတိမ့်ပြီတော့ရင်ပြီတော့ တောင်ချီရင်ဝါခင်းဆောင်တဲ့ဘူအောင်ကျော်မိုးခေါ်လို့ပေးခေါ်လို့ပေးမိုးထိုးမိုးထိုးတယောက်တစ်ပောင်းဆုံကြကားကြရင်ကောင်းငယ်ပါကို စီလေးတို့ကနှစ်ကစားနေကြတာကိုကြည့်ရင်မဟင်ကံပြင်းစားလောင်လာခဲ့သည်မနက်ကအခင်းနဲ့ထွန်မလာခင်ထမင်းပူနန်းစီစံကိုစက်တော်ပေါင်းကျော်ကလေးနဲ့စားခဲ့သေးတော်လေသူတို့ကစားတော့စားချင်းချင်းဝါကုန်းပင်ကုန်းဖူးဝဲဆောင်စွတ်တုံမေရော့ပြိုင်ငင်ပူ ဂျိုင်းငင်ဝါကြီးလက်ရက်ထဲဆိုတကယ်တော့တော်သူတောင်းသားတွေပုံဒီဝါကထွက်တော်ကုန်းကိုခြေခံကဝစ်စင်ကြားရတဲ့ပြင်ဝါကိုတော့စိုက်ပြင်းအောင်စိုက်ကြသည်ဝါခင်းနေဆက်နေတော့ဂွန်းပေါက်ဂွန်းပေါက်ရောင်တဖွေဖွေကတမျောတမျောတမျောတို့တမျောကြီးရှင်နေပါခင်းနေများသလားဝါသူဝါကောက်သမားတွေများသည်ဝါသူတွေများသလားစကားတွေကလည်းစလုံးတိုက်ချနေရသည်လှူရည်တန်ရည်တာရည်သမီးရည်ချည်ရည်ကြိုက်ရည်တွေကအစားဝါခင်းထဲမှာကုန်ကြရသည် လှခင်ကဘဲကလှခင်ရမတော့အနာချောင်တန်းရကလေးညမေးလှခင်ဟာလေလင်းသေးတာဘာကြလေးဘာကြသေးလို့တော့ငိုလိုက်တာငိုလိုက်တာတက်တက်နေလို့ယောက်ျားတန်တန်နေမနေ့ဖြီကြရတာကောအခုလင်းယူတော့မှတဲ့တော့မတက်တော့ဘူးလားမသိဘူးဘသူနဲ့တော့ဟုတ်လို့လားေယောဟုတ်လိုက်တာမှနေခင်းကြောင်တော့ငှားရောင်ဘသူဆွဲဆိုတာဆွဲတောင်ပြလိုက်ချင်းတဲ့ကြက်တငိုတာမဟုတ်ဆိုဖို့ကိုကြသည်လေရွာလာလာနေတဲ့လှဲကောက်လိုက်တဲ့လူသားလူဟာကောအေး တိပောင်းညီတော့မတိလာဘူးငါရင်နာမှာချက်တငုံဆက်တွေရှိလို့တိရတာခုတတင်ကျော်ယူကြမယ်ပြောတာပဲတပင်လဲမို့တပင်ထူပေါ့ရင်ယူချင်လဲယူမှာပေါ့ညီတော့ကလည်းကလေးနှောင်နဲ့ကောင်းကောင်းမွန်မွန်လှုပ်သွေးရင်ပဲဝမ်းသာစရာပေါ့စကားတွေကသဘောထားမျိုးမျိုးတင်းတွေကပေတော့မှောက်ကြသလိုဘောကနေရှိလာကြပါမယ်မိန်ကန်ကတော့ဒီလိုစကားတွေကြားရတာထူဆန်းနေသလိုခံစားရသည် ူမဝမှာအများသောအားဖြင့်တယောက်ထဲနေခဲ့ရတာများခဲ့သည်။ငွေရေးကြေးရေးချမ်းသာသောတကြီးသမီးဆိုတော့အခြေအနေတွေကလည်းလူတွေနဲ့ခွဲခြားထားသလိုရှိခဲ့သည်။ခြံကဝိုင်းတိုက်ထဲမှာပွင့်ရသောဘန်ဒဝင်လိုနေခဲ့ရသည်။မိုင်ကန်ကိုရိုင်းကအချိန်မကြာချင်းတော့လေအနေချခဲ့ရသည်။ကိုရိုင်းကအေးစစ်စစ်နေချင်တာလဲပါပါလိမ့်မည်။အရွယ်ကလေးနည်းနည်းရောက်လာတော့မှဂျေဦးရောက်လာခြင်းဖြစ်။ဂျေဦးစီကလည်းဒီလိုစကားတွေကြားရခဲ့သည်။ မလွဲသာမှဖွင့်ထက်လာတာလောက်ကိုသာကြားရသည်အာကျဲချက်လန်တော်တော်ညဉ့်ညံ့ကြီးညီကြမောကြတာတွေကဒီလိုနေရာမှာမှကြားနိုင်တာမဟုတ်လားပဲ့ဟင်ကံပေးမှပြုံမဖြစ်တစ်ပြက်ကလေးတွေပြိုရည်ပြိုဝါလှလှကြီးရောက်နေကြသူတွေအရွယ်ကလေးလွန်စားအပြိုကြီးတွေဆုံလာသည်နေကြီးပူလောင်ထဲမှာလောက်ကိုင်းစားတော့ကြရတော့လေမလို့တိနဲ့ထမင်းရင်စားပါနိုင်စရာမရှိမနဲ့ထမင်းညထမင်းမမှန်ဆိုင်ရဘူးနေမကြောက်မမကြောက်လောက်ကိုင်းစားကြရသူတွေဆိုတော့လေ ပင်ပန်းဒီမထင်ကြ။ကြာရဘွားမှာနေပြောင်းအောင် နေနေကြာရရှာတာပါလား။မဟိကံစိတ်တွေကဒီလိုတွေးမိတော့လေထိုင်မင်းသွားရပြန်မိုင်းတို့ရွာကကွန်းတော်ကိုင်မမခင်ကြီးတင်းကောကြာပြီကြာပြီလား။ကြာပါတော့ငါတို့ကြာဒီပောင်ကြီးပြောပါအောင် ဟောတော်ညီတို့ဘဲသွားတင်နေကြတာတော့ကြီးတော်ဆန်ရွှေတာကိုတာဆောင်တယ်မမခင်ကြီးယူကြတော့မှာကြီးတော်ဆန်ရွှေဆိုတော့မဟိကံစိတ်ကလေးလှူရှာရပြန်သည် ကြီးတော်ဆန်ရွှေသားတာအောင်နှင့်တွေ့ခဲ့ရသောတဲပြတ်ထဲကပုံရိပ်တွေကိုပြန်မြင်နေခဲ့သည်ကြီးတော်ဆန်ရွှေနှင့်ပတ်သက်လို့ကျေးဥပြောစကားတွေကိုလည်းမဲအင်ကအမှန်ရနေခဲ့သည်အခုမမခင်ကြီးကကိုသားဆောင်နဲ့ဆုံနေပါဘကောလားဒီတရင်တော့မဲအင်ကမကြပါကျေးဥကလည်းမပြောခဲ့ကြီးတော်ဆန်ရွှေကသူ့သားတွေကိုကြွားကွန်းတောင်ကိုင်းနေနေကြီးပြေးစမှာဟေးလို့မောက်ခက်ထားတာလေตาငယ်កောင်းလဲកូនណောင်កိုင်းနေပဲပြေးစမှာတဲ့တော့လာပုံကតောင်းကိုလား ူကပေးစားချင်အောင်တော့ကွန်းတော်ကင်ကသူ့သားတွေကိုယူအောင်မှာကိုသူ့သားတွေကရွှေစွန်ကင်မွေးထားလို့လားငါသာကွန်းတော်ကင်ဖြစ်ကြည့်စမ်းပတ်ခနဲ့ပြော့ပစ်လိုက်စမ်းပဲအေးပါရဲ့ညီပတ်ခနဲ့ပြော့မဲ့ကိစ္စနောက်မှပြောကွန်းတော်ကင်ရင်ဖြစ်အောင်လှုပ်ပါအောင်ဟဲ့တနေ့လုံးထိုင်ကြည့်လို့နှစ်ပြမတန်တဲ့မိမကများဒီဘဝမပြေနောက်ဘဝပေါ်ကြီးဆောင်းရလားတဘဝပေါ်ဒီစကားကြတော့မဲ့ကန်စင်ကောင်ဖြစ်သွားမိသည်ကွန်းတော်ကင်ဒီဘဝမဖြစ်တော့နောက်ဘဝတယ်လား ကောနာကင်ဖြစ်ဖို့နောက်တဘွားဆောင်းလိုက်အောင်မဟဲဆိုသူကမဟင်ကန်လန်းကြည့်လိုက်မိသည်ရုပ်ရည်မရှိရှာတော့လဲညွညွညံ့ညံ့မင်းကလေးတရားဖြစ်သည်ကြီးတော်ဆန်ရွှေကပေးစားခြင်းအောင်တော့ကောနာကင်ကယူအောင်မကိုဆိုသူလေးကိုလည်းမဟင်ကန်ပြောင်းကြည့်လိုက်သည်ဟုတ်သားပဲကောနာကင်ကပဲ သူ့သားတွေကိုရချင်လာကြည့်ရင်ယူချင်လာကြည့်ရဲ့ဖြစ်နေရတယ်လို့လို့ကိုငါကောနာကင်ဖြစ်ပါပြီတဲ့တအောင်ကိုယူရမှာလား ဒီလိုတွင်းပြီးတော့လဲတောင်းရင်ခွေနွေနွေကိုဖြတ်ကနေတတိယလိုက်မိသည်မဟိကန်နေတောင်းတရင်ကိုကြားပြီးကြားပြီးလားဆိုတာမျိုးများ꿰ရမှာပြောနေကြရောလားပတ်စံရှိတော့ကောင်းကောင်းရွေးနိုင်တာပေါ်ကြီးမိန်းကလေးရှင်တွေကလည်းညှင်းဖို့ခက်ကြရှာမှာပဲကိုယ်သမီးတောင်းတာတဲ့အရေးတဲ့ထချင်ကြမှာပေါ့ပြိုကြီးတယောက်ကမချက်ပြူချင်းဖြစ်သည်မမခင်အိမ်ထောင်ပြုတော့မယ်ဆိုတော့ဒါကလည်းကိုနောင်ကရွေးရတော့မှာပေါ့ အင်းပေါ်ရွာတက်ကိုနောင်ကန်ကတော့ပဲ့တော့နှံ့တော့မြို့ထားရတယ်လို့ကိုအေးရဲ့နောက်ဖြစ်မဲ့ကိုနောင်ကန်ကတာအောင်နဲ့ညဖို့ရှိမှာပေါ့တာအောင်တို့များကိုနောင်ကန်ထိုင်ဆောင်နေတယ်လို့ပါလားဟန်ကြချက်တော့အဲ့ဒီကောင်ကလက်ကြောမတင်ပါဘူးကနွယ်ကနေရလဲပါအဖေတို့ပြောတာတော့မြို့နဲ့ဆက်ပြီးနိုင်ငံရေးလုံနေတာတဲ့နိုင်ငံရေးလုံတယ်ဆိုတာဘာလို့ပြောတာလဲတိပါဘူးမဟင်ကန်မေ့ကြည့်ပါလား တကြီးသမီးဆိုတော့နိုင်ငံရေးလုပ်သည်ဆိုတာလားကိုတည်နိုင်သည် ဆိုသည်တည်းပဲဖြစ်ရိုးရိုးသားသားပြောမှန်းတည်တော်လဲမှန်ကန်ကမဖြစ်ပါပြန်ဟုတ်သားပြုံးပြလိုက်သည် မရပါအလုံးကမှန်ကန်ကိုဝိုင်းကြည့်နေကြကတည်တလောက်ပြောပြပါရန်တောင်းပန်နေကြသည်ဆိုတော့မှန်ကန်မယုံမလွန်ဖြေရတော်သည်နိုင်ငံရေးဆိုတာကိုတိုင်းပြည်ကိုနိုင်ငံရေးကိစ္စလို့ပြောတာပါမှန်ကန်တို့တိုင်းပြည်ကိုအင်္ဂလိပ်တရားအုပ်ချုပ်နေတာမဟုတ်လား အဲ့ဒါကိုမခံချင်လို့အင်္ဂလိပ်ကိုစန့်ကျင်ရေးလောက်တာကိုပြောတာအေးပေါ့ဟဲ့ကိုရှင်ပြင်မှာမဟုတ်တာ မလာအောင်လဲပြန်ပြီအပြိုရေခင်းစင်းကြတော့မအင်ကန်ဝါခင်းဝါခင်းနဲ့မွင်တော့ပဲဝါခင်းဆက်ကတနက်ပင်ကြီးအားသွားထိုင်နေခဲ့သည်အင်ကိုလည်းမပြန်ချင်းသည်ဘာပဲဖြစ်ဖြစ်မအင်ကန်ကောင်းတဲ့တွေးတွေဝင်နေခဲ့ရပြီမမခင်ကြီးကတော့မကန်ရတော့ဘူးဆိုရင်တော့ရွာကွန်းတောင်ကန်ကဘသူဖြစ်မှလဲသူမမမှာကွန်းတောင်ကန်ဖြစ်ကိုဖြစ်ရမည် ရုပ်ရည်ရှိသည်ငွေကုံကြီးကုံမျိုးကုံညိုကုံရှိသည်အကျဉ်းစားရိတ်တားရမှလေရင်ချေးတစ်ပြောက်စာရှိခဲ့သူမဟုတ်အဖေချိန်ဝါနေပင်ဖြစ်မည်ဆိုလင်ဖြစ်လာသည်သို့သောကုန်းနာကိုင်းဆိုတာကရွာကရွေးချယ်ရခြင်းဖြစ်ပါ၏ရွာနှလုံးသားတွေထဲကအများကြိုက်ပွင့်လန်းလာရသည်အလားပန်တပွင့်ဖြစ်ပါ၏ဒီတစ်ခါတော့သူလဲကြပြီသူရှင်းရကုန်းနာကိုင်းတွေကိုမျောငင်းရင်အမွေးကိုလမ်းကြည့်ခဲရသည်ဘွာကား အခုတော့သူ့ရဲ့သူ့လဲရောက်လာရပြီမဟုတ်လားလူမန်းတိပြီဆိုတဲ့ကရွာကွန်တော့ကိုင်းဖြစ်ခင် ဖြစ်ချင်းခဲရှာသူရွာမေမပြိုတယောက်အတွက်တော့ရင်ခုန်ချင်းစရာအချိန်ကာလကို ရောက်လာခဲ့ပြီဒီလိုတွေ့မိပြန်တော့မဲ့ရင်ကန်သူ့ကိုယ်သူကွန်တော့ကိုင်းတယောက်လိုမြင်နေရပိုင်ဖက်စင်းကွန်တော့ကြီးကိုပွင့်ရင် တလန်းချင်းလန်းလာတာကိုရွာဆောင်ကလူတွေငင်းနေကြတာကိုလည်းမြင်ရောက်နေမိသည်။လှကောင်ချုပ်တီရွှေရုပ်တင် 6ပြည့်ကင်းရှာပြို့နဲ့ရောင်ခွန်းတော်လက်မဆောင်ရင်မဲသခင်လူရင်လာရတူတန်းကျုံရကန်ဆိုလူပြိုဝဉဏ်ခါလိုလီငွေလိုပြောင်းတဲရောင်ခင်းဆောင်ချမ်းရွာလေလမ်းကျဲကျဲမှာလှဖွဲအစုံချင်း၍ပြိုခင်စုရွယ်နူလာသစဉ်ဝိတုလူဘွယ်အသွဲသွဲကြီးငယ်ရှင်နောက်ပြင်း၍မဟိကန္နာထဲမှာရှူလိုက်တန်နေကိုပင်တစီစီကြာရောက်နေမိ ။ဆောင်းချန်းခုံးရွာလေလမ်းမှာမရင်ကိုင်းကွန်းတော်ကိုင်းဒီနေကလူတွေများလာသည်။ရွာပေါင်းစုံကလဲတဲ့နေလာကြတာပဲ။ဇပွဲလာကြသလိုရှိတော်သည်။မရင်ကန်ကွန်းတော်ကိုင်းလို့တည်းလာလိုက်တာဆက်ဆက်ယူလို့တည်းကလေးလက်တော့အိမ်ဆူဆူခွေအိုးအိုးမကြမ်းရောက်လာကြသူတွေကြောင့်ဆောင်းချန်းခုံးလဲမြင်ညွအောင်ရှိလေပြီ။ဆုတ်ကြပါအောင်ဖယ်ကြပါအောင်မရင်ကန်ကလေးကိုကြည်စံပြရစီ လူတွေသာတိုးရင်ဝေတိုးရင်ဝေရင်អော်ကြဒီတန်တွေကလည်းပွက်ကြီးထားလျက်ရှိပါ යි လူတွေလူတွေអូမအိမ်កံមុនလိုက်တာဖេចាရှားကြសမ်းមកគួនដောင်냐តៃមីចាប់អោមេမအိမ်កံយេဝေမအိမ်កံមោះပြင်ရင်មុំလာសាប់អោအဝေးဝခင်းစီကလှန်ဟင်းလိုက်တော့အတန်းကြောင့်စိတ်ကူးရင်းရင်နေမိတော့မဲအကန်ဖြက်ကလေးနိုးသလိုဖြစ်သွားခဲ့သည်ဘသူပါလဲနောက်တစ်ခါအော်တော့မှရွှေမုံတမ်းမှန်းကျမိလိုက်သည် စားတော့ရှင်မုံရေကောက်ငင်ပေါင်းစားတာများသွားလို့ပါရှင်မုံရှင်မုံကလည်းမြေပိုင်ရာပိုင်သမီးဖြစ်မယင်ကန်လှကုန်မမီတော့လဲအရင်မှာတော့သူလည်းတပါတာချော်ရှာပါညနာမှာမွေးရပါပြုံးရက်ကလေးပါသေးရဲ့ပြင်ပြောစုံနူးညံ့သည်တောင်တကြီးသမီးဆိုတော့လဲကြော်ရီမော်ရီနေတတ်သူမဟုတ်အလုံးများပြပြန်ကွဲလုံးနိုင်သူကလေးဟူရွာမှာနမဲရသူဖြစ်သည်အနေထိုင်ကျလေသည်ဘိုင်းကောင်းကြောက်ပြီးရှိသည် ရွှေမုံသည်လည်းကိုးနောင်ကင်ခွင့်ရနိုင်သည့်မိန်းကလေးမျိုးဖြစ်သည်ရွှေမုံလိုမိမချော်ရင်ရွာထဲမှာဘယ်နှစ်ယောက်တောင်ရှိသေးတလဲမဟင်ကန်စိတ်ထဲမှာစဉင်းကောက်ကြည့်မိသည်မဟင်ကန်ကအကျော်လာရမှာခေါင်းကရှိလာကိုတော့သူမကိုယ်တိုင်းတီထားခဲ့သည် အနားရွာလေးကပင်မဟင်ကန်ရင်းလာကိုစကားကြုံတိုင်းပြောကြရသည်မဟုတ်လားမဟင်ကန်တစ်ပင်ရိတ်ကားထလာခဲ့ကဝါပင်နေကြတိုးဝင်လာခဲ့သည် တော်သလင်းနေကပစလုံးပလက်လန်အောင်ပူပြင်းလာပိုင် ပူကမှပူရောမဲ့ရင်ကအိမ်မပြောင်းချင်သေးပါဝါခင်းနေတဲမှာဟီဟီဝါဝါပြောကြသူတွေဒီစီကအပြော်ရီကူးရသည်ရက်စကားရွာစကားကြားရသည်မမခင်ကြီးအိမ်ထောင်ပြုတော့မီဆိုသည့်တည်တင်းကိုပဲကြည်လိမ်ငုတ်ရှုံးနေခဲ့သောကုန်းတော်ကိုင်းဖြစ်ချင်းစိတ်များပင် ပြန်လဲဖူးပွင့်လာခဲ့ရသည်မဟုတ်လားဝါပေါက်ကလေးတွေကိုစွရင်မဲ့ရင်ကတခြင်းကလေးပင်ညီနေခဲ့မိသည် ကိုနောင်ကင်တယောက်တော့ရွေးရပြန်သားပေါ်ဤအလူတန်းကျဲတဲ့ခေဆိုပေးသည်လာမဲ့ဦးရကူမှာလှူမဲ့လူနှလုံးလောက်ရှိမှာတော့မဲ့ရင်ကံပြီးခင်းစီမှာအော်ကြီးဟစ်ကျဲပြောနေကြသည်စကားတန်းကြောင့်တချင်းကြီးရက်လိုက်ကဘသူတွေပါလဲလို့မျောကြည့်လိုက်သည်မာမာလူရှိတော့မှာတယ်ဒါဆိုရင်ပဲ့ရင်ကံတီချင်းဒီမေခုံးကိုတယောက်ကမေးလိုက်သည်ဒါဆိုရင်ကိုနောင်ကင်ကဘသူဖြစ်မဲ့ထင်တဲ့တော့ မဟင်ကန်ကိုကလေးပင် တောင်းသွားခဲ့သည်ဘသူဖြစ်မဲ့ထင်သက်တုံးတယ်မိသူကမင်းနေပြီမဟုတ်လားရွာတန်ကိုကြားရတော့မည်အထက်ကလေးကိုပင် အောင်ထားလိုက်မည်ပါပြောနေကြတာတော်ဤနားစင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားစင်ပြီးကြပါအောင်နော်